မင်္ဂလာပါရှင်။ဘာမခိတဲ့တဲ့ထဏာဤတရင်များကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်တဲ့ကတော့ကွေ့ပြူမျိုးနဲ့တွင်လူမှုရေးဖောက်ပြန်သော စာရဖဘူကြီးကျော်မျိုးဦးနဲ့ထွေအုပ်စရေးမခင်နီလာထွေးတို့ကိုတက်ကြကြီးတအူးကပြစ်တက်ပြီးကိုယ်တိုင်လဲအဖမ်းခံနေဆွဲတဲ့တဲ့ကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ မကွေးတိုင်းပွင့်ဖြူမြို့နယ်တွင်လူမှုရေးဖောက်ပြန်သောစာရဖဖူကြီးကြော်မျိုးဦးနှင့်ထွေအုပ်စရေးမှခင်နီလာထွေတို့ကိုတကြက်ကြီးတအုပ်ကဖိတက်ပြီးခိုတိုင်းလဲအဖမ်းခံလိုက်ကြောင်းပွင့်ဖြူမြို့နယ်မှတပ်သတင်းရေးမြစ်ကသတင်းဌာနကိုပြောကြားပါရယ်ပွင့်ဖြူမြို့နယ်လေကိုင်းမြို့တွင်တကြက်ကြီးကိုဘူးနှင့်စကူးမြို့မှထွေအုပ်ဝန်ထမ်းစရေးမှခင်နီလာထွေတို့မှချစ်သူများဖြစ်ခဲ့ကြပြီးအတူနေထိုင်ခဲ့ကြကြောင်း ရှင်းအောင်ထွေအုပ်ဝင်တဲ့ခင်းနီလာထွေကပွင့်ဖြူမျိုးနဲ့မှစာရဖာဘူကြီးကြော်မျိုးဦးနဲ့ထက်မှန်ချစ်ကြိုက်သွားခဲ့ပြီးအတူနေခဲ့ကြောင်းရှင်းတို့သုံးပွင့်ဆိုင်အချစ်ဆက်လန်ဖြစ်လာစဉ်ဒီဇင်ဘာ၂ရက်နေ့ညနေ6:30မိနစ်အချိန်တက်တက်ကြီးကိုပူကထွေအုပ်စရေးမှခင်းနီလာထွေနဲ့စာရဖာဘူကြီးကြော်မျိုးဦးတို့ကိုအတူတွဲလျက်တွေ့ရှိရသဖြင့်တနက်ဖြန်နှစ်ဦးစလုံးကိုပြစ်တက်ခဲ့ကြောင်းသိရပါတယ်ဖြစ်တာကလူမှုရေးဖောက်ပြန်မှုကိစ္စကြောင့်ဖြစ်ကြတာတကြကြီးကိုပူးနဲ့ထွေအုပ်စရေးမှခင်းနီလာထွေက အရင်ချစ်သူတွေဖြစ်ကြတာနောက်တော့စာရဖဖို့ကြီးကျော်မျိုးဦးနဲ့ခင်းနီလာထွေးကထပ်ပြီးချစ်ကြိုက်ကြတယ်အဲ့ဒီမှာတက်ကြကြီးကမခံမရနိုင်ဖြစ်ပြီးတော့လိုက်ရှာပြီးစုံတွဲတွေ့တော့ဖြစ်တတ်တာစာရဖဖို့ကြီးကျော်မျိုးဦးကရင်ဘတ်မှာတနက်တန်ရသုံးချက်နဲ့ပွဲချင်းပြီးပဲသေဆုံးသွားတယ်ခင်းနီလာထွေးကရင်ဘတ်ကိုနှစ်ချက်မှန်ပြီးတော့စုံနေဟုတက်တရင်ရင်မြစ်ကအရှင်းပြပါတယ် အခင်းဖြစ်ပွားပြီးနောက်ဖွင့်ဖြူပွားတက်မစစ်သားများနှင့်လေကိုင်းမျိုးမရဲစခန်းမှာရဲတပ်ဖွဲ့ဝင်များကလာရောက်စစ်ဆေးခဲ့ကြောင်းတချက်ကြီးကိုကူကဖမ်းဆီးခံခဲ့ကြောင်းဒီဇင်ဘာ3ရက်နေ့ညနေ3:00တွင်နေမြေကန်တက်နေမှု၏အမိန်ဖြင့်သိဆုံးသွားသောဆာယာဘာဘူကြီးကျော်မျိုးဦးနှင့်ထွေအုပ်စရေးမှခင်နီလာထွေတို့၏ရှုံလောင်းများကိုကြေကျူခဲ့ကြောင်းသိရှိရပါသည် တိဆုံသူစာရဖဘူကြီးကျော်မျိုးဦးကမန္တလေးကပါပြစ်ခတ်တဲ့တက်ချက်ကြီးကိုပူကကြောက်ပတောင်းတာခင်နီလာထွေးကဖွင့်ဖြူမျိုးနဲ့စံပြချေးရွာစာတီသူကတကအဲ့ဒီသတင်းကိုကြဲကြဲပြန့်ပြန့်ပြောဆိုတာမျိုးမဟုတ်ဘူးနဲ့ပြီးကြထွေးလေပြီးပါစီတော့ဆိုပြီးကန့်တတ်တယ်အဓိကပြဿနာပြန်ချုပ်ရင်တော့လူမှုရေးပြဿနာဖြစ်ကြတာအခင်းဖြစ်တာကလေခိုင်းမျိုးကိုမောင်နိုင်ရဲ့အိမ်ထဲမှာဖြစ်တာကိုမောင်နိုင်ဆိုတာခင်နီလာထွေးနဲ့တက်ချက်ကြီးကိုပူတို့ရဲ့မိတ်ဆွေသူတို့မကြာခဏချင်းတွေ့တဲ့အိမ်ဟု ဖွင့်ဖြူမြို့နယ်မှာဒေသသတင်းရင်းမြစ်ကပြောဆိုပါရယ်နှလောင်းပြိုင်ပြစ်ခတ်တက်ဖြတ်ခဲ့သူတက်ချက်ကြီးကိုဘူးကိုလက်တလုံးစစ်တပ်ကစီကံအရာအေးယူမီဖြစ်ပြီးလေကိုင်းမြို့မှာရဲစခန်းကလည်းလူသတ်မှုဖြင့်ဆက်လက်အမှုဖွင့်အေးယူမီဖြစ်ကြောင်းသိရပါရယ်ဆက်လက်ပြီးကြားဖြန့်ကုန်ရက်ကြီးတစ်ခုရဲ့ပိုင်ဆိုင်မှုဒေါ်လာတန်း300ကျော်ကိုသိမ်းယူထားကြောင်းထိုင်းထုတ်ပြန်နေဆွဲတဲ့ရင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါရယ်အရှိတောင်အရှာအခြေဆိုင်အွန်လိုင်းငွေကြေးလိမ်လည်မှုကြားဖြန့်ခွင့်ရကြီးတစ်ခုနဲ့ဆက်ဆက်တဲ့ပိုင်ဆိုင်မှုတံပိုးတင်စီရမိထားပြီးဖြစ်တယ်လို့ထိုင်းဆိုရကပြောပါတယ်။ ဒီဇင်ဘာ3ရက်နေ့မှာဝင်ကြီးချုပ်အနုတင်ချန်ဗီရက်ကအဲ့ဒီသိမ်းဆည်းရမိမှုတွေအကြောင်းကိုထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။အမေရိကန်အာရှနဲ့ဥရောပတို့မှာကြားဖြတ်နေနေရဲ့အထောက်မှုတွေကိုအရှိန်အဟုန်မြင့်တင်လာတဲ့အချိန်မှာထိုင်းအစိုးရကဒီသတင်းကိုကြေညာခဲ့တာပါ။အထူးသဖြင့်အမေရိကန်ဟာကမ္ဘောဒီးယားနဲ့အရှေ့တောင်အာရှနိုင်ငံတချို့မှာဖြန့်ကျက်ထားတဲ့ကြားဖြတ်လုပ်ငန်းတွေနဲ့ဆက်ဆက်နေတဲ့ Prince Horin Group ကိုပြစ်မှတ်ထားဖြိုခွင်းလာနေပါတယ်။ကမ္ဘောဒီးယားနဲ့ထိုင်းတို့ဟာနေဆက်အငင်းပွားမှုတွေအတွက်တင်းမာနေတယ်လို့အခုနှစ်လယ်မှာနှစ်နိုင်ငံရပ်ပိုင်းလောက်စည်ရေးပြည်ပခဖြစ်ခဲ့ပါတယ်။ Prince Horin Group ကိုထူထောင်သူတရုတ်နယ်ပွားချန်ချီဟာကမ္ဘောဒီးယားမှာကြားဖြတ်လုပ်ငန်းစုံတွေထူထောင်ထားပြီးလိမ့်လေလှဲစားလူမောက်ကိုကူးထားတဲ့နိုင်ငံသားတောင်းဝန်ထမ်းတွေကို ငွေလိမ်တဲ့အလုပ်တွေမှာအာရမခိုင်းစေနေတယ်လို့အော်တိုဘာလာမှာအမေရိကန်အာဏာပိုင်တွေကစွပ်စွဲပြောကြားခဲ့ပါတယ်။သတင်းတောက်တွေနဲ့တွဲဆောင်ချိန်မှာအမှုတင်ကထိုင်းရဲ့စုံစမ်းစစ်ဆေးရေးအရာရှိတွေခြေရာခံသိမ်းဆည်းရမိခဲ့တဲ့ဒေါ်လာတန်300ဘူပိုင်ဆိုင်မှုတွေဟာချန်ကမ်ဘောဒီးယားအထက်လွှတ်တော်အမတ်တက်ဦးထိုင်းနိုင်ငံသားနှစ်ဦးတို့နဲ့ဆက်နွယ်ပတ်သက်နေတယ်လို့ပြောကြားခဲ့ပါတယ်။တာဝန်ရှိသူတွေအားလုံးဟာတရားဥပဒေနဲ့အညီစစ်ဆေးအရေးယူခံရဖို့လိုကြောင်းလည်းအမှုတင်ကဆိုပါတယ်။ အဲ့ဒီမတိုင်ခင်တရက်မှာခြိုင်ရဲအဂတိတိုက်ဖြက်ရေးရုံကမြေခွက်တွေငွေသားတွေတံမိုးကြီးအသုံးဆောင်တွေလက်ဝတ်ရတနာတွေအပါအဝင်ဒေါ်လာ12တန်းနီးပါးလောက်တံမိုးရှိတဲ့ခြံရဲပိုင်ဆိုင်မှုတွေကိုလောလောလတ်လတ်သိမ်းဆည်းရမိထားကြောင်းထုတ်ပြန်ခဲ့ပါတယ်။နောက်ပြီးကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်ဟွန်ဆန်ရဲ့အမကန် မဟာမိတ်ဖြစ်တဲ့ကမ္ဘောဒီးယားအထက်လွှတ်တော်အမှန်ခုတ်အန်းနဲ့ဆက်နွယ်တဲ့ပိုင်ဆိုင်မှုဒေါ်လာ15တန်ဖိုးလောက်ကိုလည်းထိန်းစီရမိထားကြောင်းသိရပါတယ်။ဂျာဒီမကတိပင်ဂျာဖြန့်လုပ်ငန်းတွေနဲ့ဆက်ဆက်တဲ့ထိုင်းနိုင်ငံသားနှစ်ဦးရဲ့ပိုင်ဆိုင်မှုဒေါ်လာတန်190ဖိုးလောက်ကိုလည်းသိမ်းယူနိုင်ခဲ့ကြောင်းအနုတင်ကပြောပါတယ်။အဲ့ဒီထိန်းစီရရှိမှုမှာဘေကာလအပိုင်းချမှလှုပ်ဆောင်နိုင်ခဲ့တယ်လို့ဆိုတာကိုတော့သူကတိတိကျကျမှတ်ချက်မပေးခဲ့ပါဘူး။ဖီတိန်အစိုးရကလည်းချင်းရက်ကွန်ရက်နဲ့ဆက်နွယ်တဲ့ လန်ဒန်ကမြေယာပိုင်ဆိုင်မှုနဲ့လုပ်ငန်းတွေစုစုပေါင်းဒေါ်လာတန်ဖိုးတန်130ကျော်ဖို့ကိုလည်းထိန်းသိမ်းထားပြီးဖြစ်ပါတယ်။ထိုင်ဝမ်၊စင်ကာပူနဲ့ဟောင်ကောင်အစိုးရတွေကလည်းချန်နေပတ်သက်တဲ့ပိုင်ဆိုင်မှုဒေါ်လာတန်ဖိုးတန်350လောက်ကိုထိန်းသိမ်းထားပါတယ်။အမေရိကန်တရားရေးဝန်ကြီးဌာန Prince Holding Group ကအာရှရဲ့အကြီးမားဆုံးနေဆက်ဖြတ်ကျော်ရာဇဝတ်ကိန်းတစ်ခုအဖြစ်သတ်မှတ်ထားပြီးကုမ္ပဏီရဲ့ခွင့်ရက်နဲ့ဆက်နွယ်တဲ့ Digital ငွေကြေးယူနေ Bitcoin ဒေါ်လာ15ဘီလီယံဖိုးလောက်ကိုထိန်းချုပ်ခဲ့ပါတယ်။ Fritz Horing Crew ကတော့ချင်ဟာဘာအမှားယွင်းမှကျူးလွန်မထားကြောင်းတုံ့ပြန်ဖြေရှင်းထားပါတယ်။ဒီမိုကရေစီမျှော်မှန်းချက်ချင်းတူရင် PDF တွေဥပဒေပေါင်းတဲ့ဝင်ခဲ့ဖို့မင်းအောင်လိုင်ကပြောဆိုပြီးအပြစ်ရတိုင်းရင်းသားတွေဂတိကဝတ်ချိုးဖောက်ငြိမ်းချမ်းရေးလမ်းကနေသွေဖယ်ခဲ့တယ်လို့အပြစ်တင်တဲ့ဆွေတရင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။အကြံဖက်စစ်ကောင်ဆောင်မင်းအောင်လိုင်ကဒီမိုကရေစီရည်မှန်းချက်ချင်းတူရင်ဥပဒေပေါင်းတဲ့ PDF တွေဝင်ခဲ့ဖို့ဖိတ်ခေါ်တယ်လို့ထုတ်ဖော်ပြောဆိုပါတယ်။ ဒီနေ့ပြုံးလွင်မှာလုပ်တဲ့စစ်တကတူကြောင်းစစ်ပွဲမှာအကြမ်းဖက်စစ်ကောင်ဆောင်မင်းအောင်လှိုင်ကအဲ့ဒီလိုထုတ်ဖော်ပြောဆိုလာတာပါဒီမိုကရေစီကိုနောက်ပြန်ဆွဲနေတာကလက်နက်ကင်လန်းစင်ဖြစ်ပြီးဒီဒီမိုကရေစီနဲ့ဖက်ဒရယ်ပြည်တော်စုတိဆောက်ရေးဆိုတဲ့ရှင်းမှန်းချက်ချင်းတူညီကြရင် PDF ဖိနဲ့လက်နက်ကင်တွေဥပဒေပေါင်းနဲ့ဝင်ခဲ့ချဖို့ဖိတ်ခေါ်တယ်လို့မင်းအောင်လှိုင်ကပြောဆိုတာပါဒီမိုကရေစီနောက်ပြန်ဆွဲခြင်းဟာနှစ်နှစ်ကိုင်းလန်းစင်ကြောင့်ဖြစ်တယ်ဆိုတာရှုမြင်ဖို့အချိန်ကျနေပြီဖြစ်ပါတယ်။ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ပြည်တော်စုတည်ဆောက်ရေးကိုရည်မှန်းချက်တူကြရင် ပြည်ထောင်စုအကျိုးကိုရှေ့ရှုပြီး PDF အပါဝင်လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ဥပဒေပေါင်းအတွင်းဝင်ရောက်လာကြဖို့နိုင်ငံတော်ကကြိုဆိုဖိတ်ခေါ်ထားပြီးဖြစ်ကြောင်းပြောကြားလိုတယ်ဟုမြောက်လိုင်းကပြောပါတယ်။ဒါအပြင်အပြည့်ရထားတဲ့တိုင်းသားလက်နက်ကိုင်တွေအနေနဲ့နိုင်ငံရေးအပြောင်းလဲဖြစ်စဉ်ကိုအကြောင်းပြလက်ညှိုးထိုးပြီးဂရီကဝတ်တွေချိုးဖောက်လို့ငြိမ်းချမ်းရေးလမ်းကြောင်းကနေပြေဖယ်သွားတယ်လို့မြောက်လိုင်းကအပြစ်တင်နေပြန်ပါတယ်။ ီနိုင်ငံရေးဖြစ်စဉ်အကြောင်းတရားကိုလက်ညှိုးထိုးပြီး NCA မှာလက်မှတ်ရေးထိုးခဲ့ကြတဲ့တိုင်းသားလက်နက်ကိုင်အဖွဲ့တချို့ဟာရှီထားပြီးသားဂရီကဝတ်တွေကိုချိုးဖောက်ပြီးငင်းကြေးရေးလမ်းကြောင်းတွေ့ဖွဲ့မှုပြုလုပ်ခဲ့ကြတယ်လို့မြန်အောင်လိုင်းကဆိုပါတယ်။မြန်အောင်လိုင်းကစစ်တပ်အနေနဲ့နိုင်ငံအတွက်အဓိကအရေးကြီးတဲ့အခန်းကဏ္ဍကနေဆက်လက်ပါဝင်နေမှာဖြစ်ပြီးငင်းကြေးရေးလိုချင်ရင်ဖြစ်တဲ့ဖြစ်တိုက်တာတွေကိုပဲတောင်းဆိုရမယ်လို့မြန်အောင်လိုင်းကအထက်စီးကနေပြောဆိုသွားပါတယ်။ ရွှေကောက်ပွဲကိုမကြပြီးမှကျင်းပမှာဖြစ်ပေမယ့်ဖြက်လို့ဖြက်စည်းလုပ်နေသူတွေကရွှေကောက်ခန့်အစိုးရပေါ်လာရဲ့နေရာပြောက်မှာဆိုလို့ရွှေကောက်ပွဲကိုဖြက်စည်းနေကြတာလို့သူကဆက်လက်အပြစ်ဖို့ပြောသွားပါတယ်။ဆက်လက်ပြီးစစ်ပေးသည့်မြန်မာနိုင်ငံတွင်ဖိန်းဆိုင်ပြုံမှု10နှစ်အတွင်းအမြင့်ဆုံးရောက်ရှိလာပြီးမောင်ကိုလုံငန်းအမျိုးမျိုးစုဝေးရာဗဟုချက်ဖြစ်လာကမ္ဘာဖိန်းဆိုင်ပြုံမှုနံပါတ်1နိုင်ငံအဖြစ်မြန်မာနိုင်ငံကဆက်လက်ရည်တည်နေရဲဆိုတဲ့တဲ့ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။စစ်ပေးသည့်မြန်မာနိုင်ငံတွင်ဖိန်းဆိုင်ပြုံမှု10နှစ်အတွင်း အမြင့်ဆုံးသို့ရောက်ရှိလာကြောင်းကုလသမဂ္ဂ၏ထုတ်ပြန်ချက်အရသိရပါသည်။ကုလသမဂ္ဂ၏ယနေ့ဗိုလ်တော်ဖူးနှင့်ထုတ်ပြန်ချက်အရမြန်မာနိုင်ငံ၏ဘိန်းစိုက်ပျိုးမှုသည်စနစ်တာကာလအတွင်းစံချိန်တင်အမြင့်ဆုံးသို့ရောက်ရှိခဲ့ပြီးထွက်ရှိလာသည့်ဖိန်းဖြူကိုအနောက်နိုင်ငံဈေးခွက်များသို့ကုတန်ရောက်ဝယ်နေသည့်အစောပိုင်းလက္ခဏာများတွေ့ရှိနေကြောင်းသိရသည်။စစ်တမ်းတင်နေသောမြန်မာနိုင်ငံမှာတရားမဝင်တပ်ထုထူဖော်ခြင်းမှသည်ကြားဖြတ်လိမ်လည်မှုများအတိ မတက်အဖက်တမင်းနေဘိန်းယူကဲ့သို့တရားမဝင်မှုရစေဝါများထုတ်လုပ်ခြင်းအထိအမျိုးမျိုးသောမှောက်ခိုလုပ်ငန်းများစုဝေးရာဗဟိုချက်ဖြစ်လာနေကြောင်းမြန်မာနိုင်ငံသည်ကမ္ဘာထိပ်တန်းဘိန်းစိုက်ပျိုးထုတ်လုပ်သူများတဲ့တွင် အချိန်ကြာမြင့်စွာပါဝင်ခဲ့ပြီး2022ခုနှစ်တွင်အာဖဂန်နစ္စတန်၌2022ခုနှစ်တွင်အာဖဂန်နစ္စတန်၌တာလီဘန်အစိုးရမှဘိန်းလုပ်ငန်းကိုနှိမ်နှင်းပြီးနောက်ကမ္ဘာအဆင့်တနေရာကိုရယူခဲ့ကြောင်းသိရှိရပါသည်2022ခုနှစ်စစ်တပ်အာဏာသိမ်းပြီးနောက်မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသော ပြည်တွင်းစစ်အတွက်ရန်ပုံငွေထောက်ပံ့ပေးရ၌တရားမဝင်လုပ်ငန်းများသည့်အ धिक ဝင်ငွေရင်းမြစ်များဖြစ်လာကြောင်းကုလသမဂ္ဂမူရစ်စည်းဝါးနှင့်ရာဇဝတ်မှုဆိုင်ရာရှုံး UNODCE အစီရင်ခံစာအရယခုနှစ်တွင်မြန်မာနိုင်ငံမြေပေါ်၌ဘိန်းဆိုင်ပြိုသည့်အေကာမှာဟက်တာ9300ကျော်တသိန်း3000တထောင်အေကာကျော်လွန်ခဲ့ပြီး2015ခုနှစ်နောက်ပိုင်းတွင် အကြီးဆုံးနှင်မြစ်အဖြစ်မှတ်တမ်းတင်ခဲ့ကြောင်းသိရပါသည် UNODC agency နှစ်စဉ်ထုတ်ပြန်သော မြမဖိစိုက်ပျိုးမှုစစ်တမ်းတွင်အာဖဂန်နစ္စတန်တွင်ဘိန်းနှိမ်နှမှုများပြုလုပ်ပြီးနောက်အရှေ့တောင်အာရှမှကုသန်းရောင်းဝယ်သောဘိန်းဖြူများမှဈေးကွက်တင်များသို့ရောက်ရှိလာသည့်လက္ခဏာများပေါ်ထွက်နေကြောင်းသိရပါသည်။2024ခုနှစ်နှင့်2025ခုနှစ်အစောပိုင်းတွင်ထိုင်းနိုင်ငံမှဥရောပသမဂ္ဂသို့လေကြောင်းခရီးဖြင့်သွားလာသည့်ခရီးသည်များထံမှမြန်မာနိုင်ငံမူရင်းဖြစ်သည့်ဟုတန်တရားရှိရသောဘိန်းဖြူစုစုပေါင်း60ကီလိုဂရမ်132ပေါင်ဖမ်းဆီးရမိကြောင်းသိရှိရပါသည်။ ရှင်းပမာဏသည်တိတာထင်ရှားသည့်အတိုင်းတာမဟုတ်သေးတော့လေပြောင်းလဲသွားသောပတ်ဝန်းကျင်ကမြန်မာနိုင်ငံတွင်ဘိန်းဆိုင်ဖြိုခြင်းနှင့်ထုတ်လုပ်ခြင်းကိုပုံပုံဖိအားပေးနိုင်ကြောင်းသုံးသပ်ထားပါရယ်မြန်မာနိုင်ငံတွင်ပြည်တွင်စစ်မဖြစ်ပွားမီကပင်ဘိန်းကိုချေပြန့်စွာစိုက်ပျိုးခဲ့ကြပြီးစစ်ပွဲကြောင့်မှောက်ခိုဆေးကွက်များပုံမအကောင်လာကြောင်းဗဟုအစိုးရအားနေလာခြင်းတိုက်ပွဲများကြောင့်စစ်မှုလုပ်ငန်းအခြေခံအဆောက်အုံများပြည့်စည်သွားခြင်းနှင့်စင်ရဲမွဲတေမှုမြင့်တက်လာခြင်းတို့ကြောင့်စိတ်အားငယ်မှုများတိုးလာနေကြောင်းသိရှိရပါရယ် UNODC အစီရင်ခံစာတွင်မတိမငိမ့်ဖြစ်မှုကလေသမားများကိုဗိမ်းဆိုင်ပြိုခြင်းစီသို့တိုးပို့နေတော့လေပြင်းထန်လာသောပြစ်ပခါနှင့်မလုံခြုံမှုများကြောင့်၎င်းတို့၏စိုက်ခဲများကိုဂယုဆိုင်ရပုံမှုခတ်ခဲလာသည်ဟုဖော်ပြထားပါသည်စစ်ပွဲတွင်လေသမားများနှင့်လက်နက်ကိုင်အဖွဲ့များနှစ်ဖက်စလုံးဝင်ငွေရှာနိုင်သည့်နီးလန်းများထဲမှတစ်ခုမှဗိမ်းဆိုင်ပြိုခြင်းဖြစ်ကြောင်း ိန်းဆိုင်ခဲများသည်2024ခုနှစ်မှစ၍18ရာခိုင်နှုန်းထိုးလာတော်လည်းယခုနှစ်ထွက်ရှိသောအထွတ်နှုန်းမှာတန်တထောင်ခန့်ဖြင့်ရေပူရအပြင်အပြောင်းလဲမရှိဖြစ်နေကြောင်း UNODC အစီရင်ခံစာကအမှတ်ချက်ပြုထားပါသည်။